ရော့ထန်နဲ့တာဂေရူတို့ရဲ့ထိုးပွဲကြီးကတော့ပြီးဆုံးလို့သွားခဲ့ပြီလေဖြစ်ပါရီရော့ထန်ဟာအဲ့ဒီပွဲမှာ စကန်ပိုင်းတွင်တာဂေရူကိုအနိုင်ယူပြပြီးတော့ဒေါ်လာ၄သိန်းသိမ်းပိုက်သွားတာဖြစ်တဲ့အတွက်တကဘာလုံးကပြည်သက်တွေကအောင်အိုချီချူးကုန်ကြပြီလေဖြစ်ပါရီရော့ထန်ရဲ့ထိုးကြီးကတော့ကြောက်ကမန်းလီလီပါပဲအရင်ကဘတ်ဆယ်တန်းလောက်သာရပေမဲ့အခုချိန်မှဆိုရင်တော့ပြည်ဒေါ်လာ၄သိန်းဆိုရင်တော့ဘတ်၅သန်းလောက်ကိုသူရဲ့ဝင်ငွေကရှိနေပြီလေဖြစ်ပါရီရော့ထန်က ကျွန်တော်ထာဂီရူကိုလေးစားပါရီထာဂီရူကတကယ်ကိုချမ်းတဲ့ fighter ပါဒါပေမဲ့ပွဲကတလောက်တစ်ထိသူတောင်းလိမ့်မယ်လို့ကျွန်တော်ကိုယ်တိုင်ကထင်မှတ်မထားတာပါဒါတော့မွေထိုင်စီမီအောက်မှာထိုးတာမဟုတ်ဘူးကျွန်တော်အနေနဲ့ပညာအကုန်သုံးလို့မရဘူးမွေထိုင်စီမီအောက်မှာသာထိုးလို့ရှိရင်ထာဂီရူအတင်းချမ်းရောက်သွားနိုင်တယ်ဆိုပြီးတော့ရောထန်ကစားနှောက်တယ်လို့နဲ့ထာဂီရူကိုတဲပဲဝုံလိုက်တာပဲဖြစ်ပါတယ်ဟုတ်လေဟုတ်ပါရဲ့ရောထန်ကျွမ်းကျင်တာကမွေထိုင်ပါ အခုကခေပေါ်စင်စီမီအောက်မှာထိုးရတာဖြစ်တဲ့အတွက် Rotten ကျွမ်းကျင်တဲ့ဒရောင်ရိုက်ချက်တွေဘာမှသုံးလို့မရပါဘူး။ဒါတော့ Rotten ကစကန်ပိုင်းအတွင်းမှာ Target Root ကိုလုံးဝလုံးဝထူးခြားစွာနဲ့အနိုင်ယူပြခဲ့တာလေးဖြစ်ပါတယ်။ Rotten က Target Root ရဲ့အားနည်းချက်ကိုတန်းစင်တဲ့ဘွဲမှာမြင်တွေ့ခဲ့ဟန်ရှိပါတယ်။ဒါကြောင့်မျက်နှာကိုကြည့်ပဲပိတ်ထိုးထားတာဖြစ်တယ်။အခုအနိုင်ရတဲ့သူကသမိုင်းရဆိုရင် ရေးစမေးပဲနော်။ Rotten ကတော့ Target Root ဟာ ငွေထိုင်းမှဆိုရင်တီးပြီလို့ထပ်မံပြီးတော့ကျုံဝလိုက်တာပဲဖြစ်ပါတယ်။ဒါတော့ခီပေါ့စီအောက်မှာထူးရလို့နော်ငွေထိုင်းနေတာထူးရရင်တင်ချိုင်းတော်ရောက်သွားနိုင်နေဆိုပြီးတော့လေးတန်းပြစ်လိုက်ပြီးလေးဖြစ်ပါတယ်။ထာဂီရူကတော့အခုလိုမျိုး second byte နဲ့ရှုံးသွားတာဖြစ်တဲ့အတွက်အတော်လေးကိုစိတ်သက်ချနေပြီးတော့ one champion ရှိရဲ့ဥက္ကဋ္ဌနဲ့စီဦးဖြစ်တဲ့ချက်ထရီကတော့ထာဂီရူကိုလာရောက်အပီနှစ်သိမ့်ခဲ့ရပြီးလေးဖြစ်ပါတယ်။ထာဂီရူရဲ့အနာဂတ်ကတော့ one champion ရှိမှမသေးကြတော့ဘူး။သူ့အနေနဲ့ champion ဖြစ်ချင်တာ champion ဖြစ်ဖို့က ရော့ထန်တို့စူပါလက်တို့ကိုနိုင်မရမှာအခုကြတော့ဘလို့မှမဖြစ်နိုင်တော့တာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံကပြည်သက်တွေကလည်းအတော်လေးကိုစိတ်မကောင်းဖြစ်နေကြပြီလေဖြစ်ပါရဲ့ဗျာ